ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့တာမန်အမြင့်တင်မဟုတ်ပဲတင်ရကိုဖောက်ထွန်းသွားလောက်အောင်မြင်မာတဲ့တောင်တက်လန်းတစ်ခုအကြောင်းပြောပြပေးမယ်ရှင်ဒါကတာမန်တောင်တက်ချင်းတစ်ခုမဟုတ်ပါဘူးရှင်ဘာလို့လဲဆိုတော့အပေါ်ကိုတက်ရတဲ့သူကတတိရှိုံတင်မကပဲအလွန်အမင်းယူတော့တဲ့ဆွမ်းအားလည်းရှိရမှာပါရှင်သူ့နာမည်ကတော့အမြင့်ကိုစင်ခေါ်နေတဲ့ကောင်းကင်ဘုံရဲ့လေက Sky Letter ပါပဲရှင်ဒီ Sky Letter ကတရုတ်နိုင်ငံစံကြာကြီးအမျိုးသားတဘာဝဥယျာဉ်ထဲကခန်းနာထဲဝါတဲ့ Q စိမ့်တောင်ပေါ်မှာတရှိပါတယ်ရှင် ်ဒီနေရာကိုတောင်ကြားတွေနဲ့မြို့ခိုးတွေကဝန်းရံထားပါတယ်ရှင်လေကားကိုတမနိနဲ့ခိုင်ခန့်စွာပြုလွန်ထားပြီးအရှေ့ပေ9.50တက်ကြောင့်တောင်ကြားကျမ်းပင်အထက်ပေ9000ခန့်မှရှိတာကြောင့်ခြေထလန်းတိုက်ကအသက်နဲ့ရင်ရပါတယ်ရှင်တောင်ပေါ်တက်တဲ့တတိရှင်တွေကဘေးကင်းရေးပစ္စည်းအစုံအလင်ကိုဝတ်ဆင်ရပြီးကျွမ်းကျင်တဲ့လမ်းညွန့်လဲလို့အပ်ပါတယ်ရှင်ဘာလို့လဲဆိုတော့မြင့်အပင်ဒီနေရာရဲ့ရာသီဥတုကအရန်ကိုဖြောင်းလဲမြန်လို့ပါပဲရှင်တချို့နေ့တွေမှာဆိုရင်မိနစ်အနည်းငယ်အသွေးမှာပဲကောင်းကင်ကြီးကမောင်မြေးပြီးမြို့တွေထူးထပ်လာတာ ာကြောင့်ရှေ့ကလေကားထိပ်ခွဲလောက်မမြင်တော့တော့ပါဘူးရှင်။အန်အိုးစရာကောင်းတာကတော့တင်ကအမြင့်ဆုံးကိုရောက်ခါနေအချိန်မှာနောက်ပြန်လှည့်ခစ်လိုက်ရင်အသက်ရှူမလောက်အောင်လှပတဲ့360ဒီဂရီရှုခင်းကိုတွေ့မြင်ရမှာပါပဲရှင်။တင်ကြီးကတင့်ခြေတော့အောင်မှာပေါ်လောမျောနေသေးတင်ကကောင်းကင်ပုံစီသွားတဲ့လမ်းပေါ်မှာတကယ်ပဲလမ်းလျှောက်နေတယ်လို့ခံစားရမှာပါရှင်။ဒါပေမဲ့ရှုခင်းကိုအရန်ကြီးငင်းမနေနဲ့ဦးနော်ရှင်။ခဏနေခြေတော့တွေတုံလာပြီးလမ်းမြော်ကထန့်ချက်သွားရပါအောင်မယ်ရှင်။လူတော်တော်များများက Sky Ladder ကိုတက်တာကတတိကိုစမ်းတက်တာတ ခုတည်းမဟုတ်ပဲကိုကိုကိုအနံ့ယူချိတဲ့တူကယ်လို့ဆိုကြပါတယ်ရှင်။ဘာလို့လဲဆိုတော့ခြေထလန်းလန်လိုက်တိုင်းကနှလုံးခုန်တန်တွေဘလောက်ပဲမြန်နေပါစေငါလောက်လိုက်တယ်လို့ကိုကိုကိုပြောနေတယ်လို့ပါပဲရှင်။ဒီဗီဒီယိုလေးသဘောကျရင် like and follow လေးနှိပ်ပြပါအောင်ရှင်။